်နောက်ထပ်ကစားသမားတဦးကတော့အောင်ကောင်းမဖြစ်ပါရဲ့ခင်ဗျာကျောင်းအများကြီးရောကျောင်းကအားပေးဖို့တည်ရမလားကျောင်းကကိုအောင်ကိုချစ်လို့ခေါ်တာတည်ရမလားကျောင်းပထမအသင်းပိုင်ဆိုင်နဲ့တွေ့တယ်သူခေါ်ခြင်းလဲရောင်းဝင်ရတော့မှာကျန်တဲ့ဥစ္စာတခြားနိုင်ငံသားတွေဟိုတခြား local player တွေဆိုတော့အိမ်မှာတဆင်ချင်းစီပေါ့မခေါ်လို့လည်းမရအောင်အတင်းဆိုကျွန်တော်ညောင်းလည်းကန်လို့မရအောင်ဒီကအငွေနဲ့လည်းကန်လို့မရအောင်ဒါမဲ့ဒါမဲ့သူကရှင်းရှင်းလေးပဲကျွန်တော်ကန်ရင်ကန်မယ်မကန်မကန်ဘူးဒါပဲဆိုတော့

အဓိကတော့ဒီတည်းကကျွန်တော်တို့ဖုံးဆက်တယ်ပေါ့ဖုံးဆက်တယ်ဘယ်တော့ဖုံးဆက်တယ်ဒါပြီးတော့ကျတော့ပထမတော့ကိုယ်လည်းအများကြီးမတွေ့သေးဘူးပေါ့နိုင်ငံရသွားမယ်လူတဲ့နိုင်ငံရသွားမယ်ပေါ့ဒါပေမဲ့နိုင်ငံမှာအခုဖြစ်နေတဲ့ဥစ္စာကြောင့်ကျွန်တော်တို့လာစာပြဿနာတွေရောအဓိကတော့ကျွန်တော်တို့မနစ်ကရတဲ့လာစာလေးဘာညာလေးတော့အဲ့လိုမျိုးမရတဲ့ဥစ္စာ facility လေးကိုရီကိုကန်လက်နဲ့တင်းနေရတက်ပြီးတော့လူချင်းနဲ့ဟိုအနေထားမှမရှိဘူးပေါ့ဆိုတော့ကြဒီတည်းကကျွန်တော်တို့ဘယ်လိုပြောရမလဲလာတွေ့ကြည့်ပေါ့ဆိုတော့ကြသူတို့မှာပလန်ကောင်းကောင်းရှိရပေါ့ အဲ့ဒါပြီးတော့ကျွန်တော်လက်ခံလိုက်တယ်ပေါ့လက်ခံလိုက်တယ်ဒါပြီးတော့ချက်ချင်းမှကျွန်တော်ဝန်ထမ်းတော်ဖုံးဆက်လိုက်ပြန်ညီလေးအကိုကံကံမလားဆိုဒီလိုကံမယ်ပေါ့ဆိုတော့ကြတော့အများကြီးအဲ့လိုမျိုးရှုပ်ရွေးတော့မဟုတ်ရိုးရှင်းတယ်ပြီးသွားပါဟုတ်ရက်ကုန် City LTD ရဲ့နောက်ထပ်ကစားသမားတဲ့တဦးကတော့အောင်ကောင်းမှဖြစ်ပါတယ်ခင်ဗျာဟုတ်ပါပြီကြာ ဒီစင်တန်လေးတော့နည်းနည်းတော့ဘွားမရှိအောင်နော်အေးခိုင်နေတဲ့ဒီမှာဟိုပေးနိုင်တဲ့ facility ပြမျိုးပေးလိုက်ရင်ကျွန်တော်တို့ဒီစင်တန်လေးပို့ပြီးတော့မြင့်လာမယ်ပြီးတော့ဓာတ်ပေါင်းကောင်းလေးတွေတက်ပို့ပြီးပေါ်ထွက်လာမယ်ပြီးတော့ကျွန်တော်တို့အာမိုင်းနေအားဖို့ဆိုင်လာမယ်လို့ကျွန်တော်မြင်နေဗျဟိုကျွန်တော် local player တွေနဲ့အခုနိုင်ငံထွက်ကနေ player ဆိုလဲဟိုဘယ်သူပဲဖြစ်ကို ချစ်ချင်းမချစ်ချင်းဆိုတော့ကိုယ်နိုင်ငံမှာပဲနေချင်ကြတယ်ဆိုတော့ကျွန်တော်လည်းနေချင်တယ်ဟိုဟိုမှာဆိုမိသားစုနဲ့သွားလာတယ်အဲ့လိုဟိုတချို့တကယ်ရှိရဓာရီဒီမှာနေကြောင်းမကြောက်အောင်ဆိုတော့ကျွန်တော်ဒီမှာပဲပြောပြောကြတော့ဟိုကျွန်တော်ဝင်လို့ပြောလို့ကျွန်တော်တို့ဟိုတင်းတင်းလောက်ကွက်တဲ့အဲ့လိုမျိုး facility တခုနဲ့ဆိုရင်လိရလည်းတစ်ပြေးညက်မြင့်လာမယ်ဟိုကျွန်တော်ပြောချင်တာဟိုအများကြီးထောက်ပြရလည်းမဟုတ်ညာဘွဲကန်တာပဲဖြစ်ဖြစ် အတင်းတိုင်းမှာလေးကိုယ်ပိုင်ဖိနစ်ရှိရမယ်လို့ဆိုဆိုတော့ဒါတွေတော့တစင်ချင်းတိလောက်ရမှာဒါပေမဲ့လူကြီးတွေလုံနေမယ်လို့မျှော်လင့်တယ်ပေါ့ဆိုတော့ကြတော့ကျွန်တော်အဲ့လိုမျိုးဖြစ်မှာကိုလေးရအောင်မြင်တယ်ကျောင်းလက်ဒီမှာလည်းကြံရတာပျော်တယ်ဆိုတော့ကြပို့တော့အဆင်ပြေမှာပေါ့ဟိုမျိုးသမီးတင်းနေအောင်မြင်နေတယ်မျိုးသားတင်းလေးအဆင်တန်းလည်းနေနေတယ်လေးဦးစင်ကြီးတွေမှာလည်းကြားလက်ကောင်းလိုက်မကောင်းလိုက်ပေါ့ဆိုတော့ကြတော့မျိုးသမီး ပွဲလေဟိုတစ်ခေါက်အရာဝင်နဲ့ရန်ကုန်ပွဲမျိုးဆိုရင်ပြိတ္တတွေအပြည့်ပဲတခြားအသင်းတွေဆိုရင်ဂိုးပြက်ပြီးတော့ဟိုအမျိုးသားချင်းဆိုဂိုးတားကြီးပြက်လုံးတယ်ပေါ့အမျိုးသမီးချင်းဆိုလည်းမရှိဘူးဆိုတော့ကျွန်တော်တို့ကဒါတွေကိုကွာဟဖို့ကအသင်းတော်များများပြင်မရမှာကျွန်တော်အခုကျွန်တော်တို့အသင်းပြင်တယ်ဒါပေမဲ့တခြားအသင်းတွေမပြင်ဘူးဆိုတော့အခုနကျွန်တော်ပြောသလိုပဲအာယုံစုဆိုင်မှုကရှိမှာမဟုတ်ဘူးအခုလည်း National League မှာဆိုလည်းရန်ကုန်ရှမ်းတခြားလိုက်ကတ်တဲ့အသင်းတွေဆိုဟန်တာဝေးတကုံစတာဒီလောက်ပဲလေကျန်တဲ့အသင်းတွေကအပူလည်းမြင်တယ်တည်ရအသင်း ကံယုံမဲ့ကံနေကြတာဒါသူတို့အသင်းပန်ရှင်တွေကျွန်တော်ပုတ်ခတ်တာမဟုတ်အသင်းရဲ့ budget ဆိုတာရှိသေးတယ်ဆိုကြတော့အသင်းပန်ရှင်တိုင်းပန်ရှင်တိုင်းဟိုအသင်းကများများတုံးမှဟိုလီယာပြန်ဆိုင်မှုပြည့်စုံပြီးတော့ကြတော့ပြီးတော့ကြတော့ကျွန်တော်အခုပြောနေတာဟိုတချို့အခုဆိုကျွန်တော်ဒီမှာဆိုရင်ညနေ3ဘွဲလောက်ကံနေဒါဆိုရင်အရန်ပူတယ်ဟိုလိုမျိုးကျွန်တော်ပြောနေတာမဟုတ်ပုံမှန်ဆိုရင်ကျွန်တော်အမြဲတမ်းလီတူးဆိုလဲ6နာရီ9နာရီညဆိုကံဆိုကြတော့ကလာသမားကြတော့ခုမှရှိတဲ့အားကို အပုံပြနိုင်တယ်ပေါ့ဒီမှာကျတော့ရမ်းပူတယ်နေ့လည်းနှစ်နာရီလောက်တည်းကစပြန်တယ်အတွေးပူလေးချင်းကပါညာလောက်ရတယ်ဆိုရင်ခန္ဓာကိုယ်ကတိုင်းစပြီးပုံငါးစားပြုတ်နေပြီပေါ့ဆိုတော့ကျွန်တော်လည်းညာဘက်ကံကိုလည်းဟိုညာဘက်မကန်နိုင်တော့မှညနေ၄ဘက်၅နာရီကန်နိုင်မှုလည်းမျောလင့်နေပေါ့ဟိုအဓိကတော့အများလုံးက budget ပဲ budget ကအရေးကြီးဆုံးဘယ်နေရာမှာဖြစ်ဖြစ်ဆိုတော့ budget များများသုံးနိုင်ရင်လီများများအောင်မြင်မယ်ဒါကကျွန်တော်တို့ပြောစရာမလိုလူတွေဟိုလူကြီးလည်းတည်တယ် ဒီလောက်ပါပဲကျွန်တော်တားရတော့ပြောရမှာရှိပါဘူး။ကျွန်တော်အများကြီးပြောကျွန်တော်ကအားပေးဖို့တည်ရမလား။ကျွန်တော်ကကိုအောင်ကိုချစ်လို့ခေါ်တာတည်ရမလား။ကျွန်တော်ပထမအသင်းပိုင်ဆိုင်နဲ့တွေ့တယ်။သူခေါ်ခြင်းလဲ။ရောင်းဝင်ရတော့မှာ။ channel ဥစားတခြားနိုင်ငံသားတွေဟိုတခြား local player တွေဆိုတော့အိမ်မှာတဆင်ချင်းစီပေါ့။မခေါ်လို့လည်းမရအောင်အတင်းဆိုကျွန်တော်ညောင်းလည်းကန်လို့မရအောင်ဒီကအငွေနဲ့လည်းကန်လို့မရအောင်။ဒါမဲ့ဘယ်သူနဲ့တွေ့ကြတာညာကျွန်တော်ကောင်းတယ်တွေ့ကြတာညာ။ level စီမှာလည်းကျွန်တော်ညောင်းက တခဏတည်းနေရာကိုအခန်းပေါ်ဆိုကြတော့ဝန်ထမ်းလုံးခေါ်ပေးဝန်ထမ်းလုံးကန်ကျွန်တော်ကန်မယ်ဒါပေမဲ့ तू ကရှင်းရှင်းလေးပဲကျွန်တော်ကန်ရင်ကန်မယ်မကန်မကန်ဘူးဒါပဲဆိုကြတော့ကျွန်တော်ကအားပေးပါဦးတည်ရင်ကျွန်တော်ပြဿနာမရှိပါဘူး